မြန်မာနိုင်ငံအနေနဲ့အမေရိကန်အစိုးရရဲ့ထုတ်ပြန်ချက်ဟာအပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်ဖြစ်ခြင်းကြောင့်အမေရိကန်နိုင်ငံရောက်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအနေနဲ့အမေနိုင်ငံကိုပြန်လာလို့ရကလက်ရှိချိန်မှာရွေးကောက်ပွဲကြီးကျင်းပတော့မှာလည်းဖြစ်တာကြောင့်ရွေးကောက်ပွဲမှာမဲပေးကခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်နိုင်ဖို့လက်ကမ်းချိုးဆိုပါတယ်လို့စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ဒါပြင်2021ခုနှစ်ဧပြီလ2ရက်ကပင်အကြောင်းအမျိုးမျိုးကြောင့်နေရဒေသအသီးသီးကို ရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေကိုစစ်ကောင်စီကတရားဝင်ကြေညာချက်ထုတ်ပြီးဖိတ်ခေါ်ခဲ့တယ်လို့လဲဆိုပါတယ်။အမေရိကန်နိုင်ငံအစိုးရကမြန်မာနိုင်ငံသားတွေကိုပေးထားတဲ့ Temporary Protected Status TPS ကိုရပ်ဆိုင်ခြင်းမှာမြန်မာနိုင်ငံရဲ့အခြေအနေ တိုးတက်လာခြင်းကြောင့်ဖြစ်တယ်လို့လည်းသူကဆိုပါတယ်။အရေးပေါ်အခြေအနေက ရုတ်သိမ်းပေးခဲ့မှုရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေမှုနဲ့တိုင်းပြည်ရဲ့အခြေအနေတိုးတက်လာတာကြောင့်မြန်မာနိုင်ငံသားတွေပြည်တော်ပြန်နိုင်ဖို့ယာယီနေထိုင်ခွင့်ပေးထားတာကို ရုတ်သိမ်းတော့မယ်လို့အမေရိကန်အစိုးရကနိုဝင်ဘာလ24ရက်နေ့မှာကြေညာလာပြီးနောက်စစ်ကောင်စီကအခုလိုပြောကြားလာတာဖြစ်ပါတယ်။လူ့အခွင့်အရေးဖွဲ့စည်းတွေကတော့ မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးနဲ့တည်ငြိမ်မှုတွေကထင်သာမြင်သာ တိုးတက်လာနေပြီလို့အကြောင်းပြချက်ပေးပြီးမြန်မာနိုင်ငံသားတွေအပေါ်အကာအကွယ်ပေးထားတဲ့သတ်မှတ်ချက်တစ်ခုကိုရုပ်သိမ်းခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဆုံးဖြတ်ချက်ကိုဝေဖန်ပြစ်တင်နေကြပါတယ်အထူးသဖြင့်အတိုက်ခံအင်အားစုတွေအားလုံးကိုဖမ်းဆီးဖိနှိပ်ထားပြီးတစ်ဖက်သက်ချဲလဲကျင်းပမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာက အတူရောင်တစ်ခုလိုကန့်ကွက်နေချိန်မှာအမေရိကန်က TPS ရုပ်သိမ်းဂျင်ဒါတစ်ခုတည်းအတွက်လွတ်လပ်ပြီးတရားမျှတတယ်လို့သဘောထားမှတ်ချက်ပေးထားခြင်းကစိုးရိမ်စရာတွေဖြစ်လာစေပါတယ်။